ခမည်းကောင်းမလေးပြစ်သွားတာခံရဘူးလားဒီဗီဒီယိုလေးကခမည်းတက်ဆိုးတဲ့တိရစ္ဆာန်ကြီးရဲ့အကြောင်းပါဘလက်ဝီတို့ပင်ကူမာကြီးကိုတွေ့ရင်မင်္ဂလာပါလို့နှုတ်ဆက်ဖို့တဲ့နောက်ပြန်ပြေးဖို့ကိုပဲစဉ်းစားတင်ပါတယ်သူမကသူ့အထီးရတဲ့အများကြီးပူကြည့်တယ်ပွားကောင်းတယ်ပြီးတော့အမြဲတမ်းဗိုက်စာနေသူတယောက်ပါဘလောက်တောင်စိုးတယ်လဲဆိုရင်သူ့ထက်နှစ်ဆသုံးဆလောက်ကြီးရဲ့ကောင်းကိုတော့စားနိုင်ပါတယ်ဒီလိုရှိရင်မိလိုက်ဖို့ရှင်းခဲ့ရတဲ့ပင်ကုထီလေးရဲ့ဘဝကမတိကျမရေရတဲ့ကံကြမ္မာပါ။ဘာလို့လဲဆိုတော့ဒိတ်ပြီးရတဲ့ညစာစားပွဲမှာအစားခံရဖို့က99ရာခိုင်နှုန်းရှိပါတယ်။ ိုလိုအစားခံရတာမဟုတ်ပါဘူးဒီလိုအစားခံရတာပါအဲ့ဒါကြောင့်မဲပင်ကူထီလေးတွေကမိလိုက်တဲ့အခါသူတို့ရဲ့ဆဲထဲမှာလက်ဆွဲအန်တေးစမန်ကိုအမြဲရေးထားရပါတယ်ရှစ်တူလားအစားလားတခါတည်းရံမှာနှမျိုးစလုံးမှာဒီတိုးထီကြီးမှာ ပေါင်30လောက်လေးတယ်ဥကြိုကြီးတစ်ခုပါပါတယ်တဘာဝကပေးထားတယ်အရှိတအတွက်လက်နဲ့တစ်ခုပေါ့ဗျာ သူတို့ကမိလက်ရသည်ရောက်ပြီဆိုရင်အမားရဲ့စိတ်ကျင်နှမှုကိုရယူဖို့ဥကြုံရှင်တိုက်ခိုက်တဲ့မာရသွန်ပွဲကြီးကိုကျင်းပရပါတယ်ဒီတိုက်ပွဲကရန်ပြင်းထန်ပြီးတော့ခရူးတွေလို၃နှစ်လုံးလုံးအိပ်ဖို့နေနေတတအသက်ရှင်ဖို့ကိုတော့မနေကြိုးစားနေရတာပါဒီလိုနဲ့တိုက်ပွဲရှုံးနေသွားရင်တိုးထီရမျိုးပွားခွင့်လုံးဝဆုံးရှုံးသွားပါတယ်ဒါအပြင်ဥကောင်းကိုအပြင်းထန်ရိုက်ခတ်မှုကြောင့်လည်းဒဏ်ရာကြီးကြီးမားမားရပြီးတိတ်ဆုံးတဲ့အထိဖြစ်နိုင်ပါတယ်အမားကလည်းအင်အားအကောင်းဆုံးအကြမ်းတမ်းဆုံးအထိကိုပဲငါလိုချင်တယ်လို့သတ်မှတ်ထားတာကြောင့်ဂျိုကြီးတွေနဲ့အမားသတ်မှတ်ထားတဲ့အကောင်းဆုံးဆိုတဲ့စံနှုန်းကိုရရှိဖို့တိုက်ပွဲဝင်နေရတာပါ ဂျိုကြီးတွေနဲ့ကတိုးကြီးတွေကိုပြောတာပါတင်ကောကျွန်တော်ကဂျိုမရှိပါဘူးဒီအမဲလိုက်ကျန်းကောင်အမတွေကတိမ်မွေးတယ်လို့ထင်ရင်မှားသွားပါလိမ့်သူမကပရိုတင်းတက်ကိုအရေးကြီးဆုံးလို့သတ်မှတ်ထားသူပါမိလိုက်ဖို့စူးစမ်းနေတယ်သူ့အထီးလေးကအစာအိမ်နေရာမှာရှိတဲ့လမ်းလျှောက်နေတဲ့ပရိုတင်းတုံးလေးပေါ့စိတ်ညစ်စရာအပိုင်းကဘယ်မှလဲသိလားဒီလိုမိလိုက်နေတော့မှတော့သူမကအထီးရဲ့ဥကောင်းကိုစားပစ်တာပါဦးကောင်းမပါတော့ပေမဲ့လည်းအလုတ်ဆက်လုပ်လို့ရတယ်ဆိုတော့စိတ်ယုတ်ဆန်ဆန်စိတ်ရက်နဲ့အထီးလေးကမျိုးပွားခြင်းကိုဆက်လုပ်ပေးရတယ်။ဦးကောင်းနဲ့တွေ့ပြီးကြောက်နေဖို့တော့မရလိုက်ဘူးဆိုတဲ့သဘောပေါ့ဗျာ။ ဒါနဲ့မာတာကာစကာမှာနေတဲ့ဒီလီမာလေးတွေရဲ့ဘဝကိုတော့သိလားပိတ်ကားပေါ်ကမင်းသားလို့အမိလက်လာလေးရှိပေမဲ့အုပ်စုထဲမှာတော့ကျွံဘဝလို့ပါဘာလို့ဆိုသူတို့အုပ်စုရဲ့အမကဒုံးဝအာနာရှင်ဆန်ဆန်လွှမ်းမိုးထားလို့ပါအစားစားဖို့တစ်ပင်ပေါ်မှာအပူလုံးမှုနေရာကောင်းကောင်းယူဖို့ဘယ်နေရာမှမဆိုအမတွေကပထမပါပဲစိတ်ညစ်စရာအပိုင်းကတော့လီမာအထီးလေးတွေကအစားစားတဲ့နေရာမှာအမတွေကျင်းနေလောက်စားတော့ပြီးခွင့်ပြုချက်ရမှာစားရပါတယ် အကယ်စီကန်းဖောက်ပြီးအရင်စားမိရင်တော့အမရီဝိုင်းပြီးအော်ဟစ်ဆဲဆိုခြင်းနဲ့တိုက်ခိုက်ခြင်းကိုပါခံရမှာလီမာဂရုရဲ့အတိတ်ဘယ်ကအမရဲ့အမိန့်ကိုနားခံလို့ပဲမှတ်ယူထားရပါတယ်လီမာအုပ်စုမှလည်းမဟုတ်ပါဘူးဟီနာအုပ်စုမှလည်းရှိပါတယ်ဟီနာအမရီကအထီးရီထက်ကြီးရဲ့တန်းပါတယ်ပြီးတော့ပို့ပြီးရိုင်းရပါတယ်အထီးရီကတော့အမရီရှိမှခေါင်းပုံပြီးနေရာပေးရတယ်ဟီနာကလန်မှာဘော့စ်ကအမလို့ပဲမှတ်ထားပါတော့ဗျာဒါရီမဲလာဆိုရလည်းမဟုတ်သေးဘူးဗျာ ငလောကမှာလည်းအထီးကလှပပြီးအမားကရိုးဆိုတာများပါတယ်ဒါပေမဲ့ဖလာရုံးနဲ့ဇကားနဲ့လိုရေပြောငှက်တွေကတော့စီကန်းကိုရှိုးပေါက်လိုက်ပါတယ်ဒီမှာတော့အမားတွေကပုံတောက်ပါပြီးလှပတယ်ဒါပေမဲ့သူတို့ကအထီးတွေကိုရယူဖို့အတွက်အရှင်းရှင်းအပြိုင်ဆိုင်ရန်ဖြစ်တတ်ကြပါတယ်စင်းညစ်စရာအပိုင်းကအထီးကိုရယူပြီးရင်တော့အထီးကအတိုက်ဆောက်ရတယ်ဥပေါ်မှာဝေ့ရတယ်ပြီးရင်ကလေးတွေကိုစောင့်ရှောက်ရတယ်အမားကတော့လှပတဲ့အမွေးတောင်နေနဲ့ဟိုသွားတီသွားလှုပ်ပြီးမနောက်ထပ်အထီးကောင်းကောင်းရှောင်အောင်မယ်ဆိုတဲ့ပုံစံနဲ့ဘဝကိုဖျက်ဆီးနေတဲ့ငှက်မျိုးစိတ်ပါ ဒါကအရှစ်တက်ဆုံးအမရရဲ့ဥပိ္ပခာနဲ့ရှင်သန်နေရတဲ့တရိတ်ဆန်အထီးတွေရဲ့ဘဝပါခမရကောင်မလေးအပိ္ပခံရလို့စိတ်ညစ်နေရင်ခမရတဲ့ဆိုတဲ့တရိတ်ဆန်လေးတွေရှိရဆိုတာကိုပြောပြရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ကခရစ်ပါလိုက်ရန် subscribe လုပ်ဖို့မမေ့သွားနိုင်အောင်နော်ကြည့်ရှုအားပေးကြကြလို့ကျေးဇူးတင်ပါတယ်ခမရ